မြောင်မြောင်မျိုးကဇိုးကြောင်အုပ်စုကြောင့်ကြောင်မတက်ရဲတော်တဲ့အပြင်ကျွမ်းကျင်သူတွေနဲ့စိတ်ကိုပြန်လဲကုစားနေရတဲ့ကျောင်းသူလေးပြည်သမ ्या လုံးမဲမင်္ဂလာပေါင်းဘင်းအောင် page လေးကနေကြိုဆိုလိုက်ပါတယ်အခွင့်ရပိုင်း social media မှာနာမည်ကြီးနေတဲ့မြောင်မြောင်မျိုးက fighter ကျောင်းသူအုပ်စုရဲ့သတင်းကတော့ပညာရေးဝန်ကြီးထိပါရောက်သွားခဲ့တာပေါင်းစပိန်နဲ့ကျောင်းကပြန်လာတဲ့ကျောင်းသူလေးတယောက်ကိုကျောင်းသူအုပ်စုက fighter တွေလိုဆက်ဆံခဲ့တဲ့အပြင်လမ်းမပေါ်မှာလည်းထိုင်ကြော့ခိုင်းခဲ့ပါတယ်ငယ်ရွယ်သေးတဲ့ကျောင်းသူလေးတွေမှာဒီလိုစိတ်ရိုင်းတွေရှိနေပြီးဒီ video file ကလည်းပြန့်နှံ့သွားခဲ့တာပေါင်းစုံစမ်းဆက် ေးလိုက်တဲ့အခါမှာတော့ဒီចောင်းသူတွေကမြောင်းမြမြို့အထက်က6ကအလဲတန်းចောင်းသူတွေဖြစ်နေကြကောင်း2024ခုနှစ်နိုဝင်ဘာလမှာဖြစ်ခဲ့တဲ့ဖြစ်ပျက်ဖြစ်နေခဲ့ပါတယ်။အုပ်စုဖွဲ့ရန်ကားရဲ့ចောင်းသူအုပ်စုကအဲ့ဒီဗီဒီယိုဖိုင်ကို social media မှာတင်ပြီးတော့အောင်ပွဲခံနေခဲ့ကြတာပေါ့။ဒီလိုအပြုံမှုမျိုးကတော့ထ ිය ောက်စွာအေးအေးသင့်ပြီးတနိုင်ငံလုံးကနေစောင့်ကြည့်နေကြပါတယ်။အဲ့ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာနင်နာသူចောင်းသူလေးကចောင်းမတက်ရဲတော့ပဲအိမ်မှာပဲနေနေခဲ့ရပါတယ်။ဒါအပြင်စိတ်တက်ရလဲရသွားခဲ့တာကြောင့်အခုဆိုရင်တော့ကျွမ်းကျင်တဲ့သူတွေနဲ့ဆွေးနွေးတိုင်ပင်ပြီးကုသမှု ခံယူရတဲ့အခြေအနေဖြစ်သွားခဲ့တော့တာပေါ့သူတို့အဖွဲ့ကတော့ပုံမှန်တိုင်းကြောင်းတက်နေခဲ့ပြီးဘာမှမဖြစ်သလိုပဲနေထိုင်ခဲ့ကြတယ်။နေနာသူမင်းကလေးကတော့ကြောင်းမတက်ရတော့ပဲသူ့ရဲ့ပညာရေးအတွက်ထိခိုက်သွားခဲ့ရတာပေါ့ ။ကျောင်းသူအကျောင်းသားအချင်းချင်းဖြစ်တဲ့ပြဿနာမှာဇိုးကျောင်းသူအုပ်စုကတော့လက်ရင်းဆက်ရဖြည့်ရှင်းတာပါ။လူအများသွားလာနေတဲ့လမ်းမမှာတော့မရှောင်တာကြောင့်ငငယ်ရွယ်ရွယ်နဲ့ဒီလိုစိတ်တွေရှိနေကြတာလားလို့အားလုံးကအံ့ဩခဲ့ကြပါတယ်။လိမ္မာရင်ကျေးသိမ့်မင်မဲ့လည်းအတွေ့အယူမှားပြီးကိုရီးယားဆန်ဆန်ပြုတ်မှုခဲ့ကြကမသိနားမလဲသူတွေကလည်းအတွေ့အယူမှားသွားနိုင်ပါသေးတယ်။ဒီကိစ္စကိုတော့တာဝန်ရှိတဲ့သူတွေကစစ်ဆေးနေပြီးဖြစ်ကနစ်နာတဲ့မင်းကလေးရဲ့မိသားစုကတော့အချက်နှစ်ချက်ပဲတောင်းဆိုခဲ့တယ်။ဒါပေမဲ့တစ်ဖက်ကအကြောင်းသူအဖွဲ့ကတော့ဒီအချက်တွေကိုမလိုက်ရောပေးနိုင်တဲ့အခြေအနေဖြစ်နေတာပေါ့။နစ်နာသူဘ ကတောင်းဆိုတာကတော့ဇိုးချောင်းသူတွေနဲ့ဗီဒီယိုရိုက်သူပါမကြမ်းတအုပ်စုလုံးကိုပြန်တောင်းပန်ပေးဖို့နဲ့အဲ့ဒီချောင်းသူများကိုအခြားချောင်းသူပြောင်းရွှေ့ပေးဖို့အတွက်ပဲဖြစ်ပါတယ်။နင်နာသူမိန်းကလေးဘက်ကသာသမီချင်းကိုချင်းစားတာကြောင့်ချောင်းထုတ်ပေးဖို့အထီမပြောပဲချောင်းပြောင်းပေးဖို့ကိုပဲပြောထားတာပေါ့။ဒါပေမဲ့လာဖြည့်ရှင်းပေးတဲ့တာဝန်ရှိသူတွေကဇိုးချောင်းသူတွေကိုချောင်းထုတ်လို့မရဘူးလို့ပြောခဲ့တယ်လို့ချောင်းလည်းမပြောင်းပေးခဲ့တာကြောင့်နင်နာသူမိန်းကလေးကတော့ချောင်းမတက်ရဖြစ်သွားခဲ့တာပေါ့။ဇိုးချောင်းသူအုပ်စုမိန်းကလေးရဲ့မိဘတွေကလာရောက်တောင်းပန်ပေးမဲ့လေဗီဒီယိုရိုက်တင်တာကိုတော့ခွင့်မပြုဘူးလို့ body ဒီကိစ္စမှာတော့နင့်နာသွားတဲ့ចောင်းသူလေးကိုဘယ်ចောင်းမှပဲဖြစ်ဖြစ်ចောင်းတတ်ချင်နေဆိုရင်គុញីပေးသွားမဲ့သူရှိပြီးអុសុភွဲ့យ៉ាងការတဲ့មិងក្លេរីကိုလည်းធៀងសွာយេរយុមកဖြစ်ပါတယ်។နောက်နောက်မှာလည်းဒီလိုကိစ္စတွေကိုအခြားចောင်းသူចောင်းသားတွေမှာလည်းမဖြစ်အောင်កាក្កွယ်ပေးသွားမဲ့သူလည်းရှိနေပါပြီ။လက်ရှိမှာတော့နင့်နာသူចောင်းသူလေးကိုឧបរិជွမ်းချင်သူတွေကកាក្កွယ်ပေးနေတာပေါ့။ကျောင်းအတွင်းမှာဒီလိုကိစ္စတွေကမကြာခဏဖြစ်လဲရှိပြီးဗီဒီယိုဖိုင်ကြံရစ်တာကြောင့်အခုလိုလူသိများသွားခဲ့တာပေါ့တနိုင်ငံလုံးကစောင့်ကြည့်နေတဲ့ကိစ္စဖြစ်တာကြောင့်တရားမျှတစေချင်နေကြပြီးနင်နာသူမင်းကလေးက လည်းចောင်းပြန်တက်စေခြင်းကြပါတယ်အခုတော့မြောင်းမြမြို့မှာဒီကိစ္စကလူပြောများနေကြကចောင်းကတာဝန်ရှိသူတွေနဲ့ပညာမှုတွေကပါဖြည့်ရှင်းနေကြပါတယ်ဒီကိစ္စမှာဘလို့တရားမျှတမှုကိုဖြစ်စေခြင်းလဲဆိုတော့ပြည်သက်တို့ရဲ့အမြင်ကိုလည်းပြောပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော် နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ